အဝတ်ရှော့လုပ်ငန်းအတွက် marketing ကိုဘယ်လိုလုပ်ရမလဲဒီမိကုံးလေးကိုကျွန်တော်ပြန်ပြီးတော့ဖြေပေးတင်တာပါအားလုံးမိလာပါဆီယူချန်နယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့ supply နဲ့ marketing ဘက်ကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်စွာသတင်းချုပ်ပြကြပါစေလို့ဥစွာပါခင်ဗျာဆုတောင်းညင်ပါတယ်ဒီရက်ပိုင်းလေးတွေမှာကျွန်တော် friend job ပေးရဲ့ထိပ်သွားနေတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးတွေမတင်ဖြစ်ပါဘူးလူရင်းကိုစလိုက်အောင်ပါ လောင်ဒီလုပ်ငန်းတွေတော်တော်များများကတော့ရက်ွက်ထဲမှာဖွင့်တဲ့လောင်ဒီလုပ်ငန်းလေးဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပုတ်တင်မယ်ပြီးတော့ရှေ့မှာကျွန်တော်စတန်ပုတ်ကိုခေါ်တော့ဘာလို့စတန်ပုတ်ထောင်းမယ်ပြီးရင်သူနည်းနည်းလေးအလုပ်ကိုလုပ်တဲ့သူကကျွန်တော်တို့ flyer လေးတွေဝေးမယ်ဒါကတော့ပုံမှန်လုပ်လို့လုပ်စေလုပ်လို့ရှိတဲ့အရာပေါ့နော်နေရပါရလေးတွေကိုကျွန်တော်တို့ဖွင့်ပွဲလေးတွေဖိတ်တာတွေပါလေလက်ရှိရှိမှာစိုင်းဖွင့်ပွဲလုပ်ရင်ပေါ့လေအဲတချို့ကြောင်လည်းမလုပ်ရင်တော့မပြောတတ်ဘူးပေါ့ဆိုတော့အဲ့လိုပုံစံမျိုးလေးနေပဲသူတို့ သွားကြတာများတယ်ပေါ့နော်ဒါကျွန်တော်မျက်စိရှိမှမြင်ရတဲ့ရောက်တဲ့ sign ရဲ့အလူထောက်ကြောင့်ပြပြတာမှာအဲ့လောက်နဲ့လုံလောက်လာဆိုလို့ရှိရင်လုံလောက်ပါဘူးပထမဦးဆုံးကျွန်တော်တို့လုံလို့ရတဲ့ဟာတစ်ခုကပါလေဆိုရင်ဟိုးအရင်ကကျွန်တော်အစားအသောက်ကိစ္စမှာတရက်ပတ်လုံးကိုဖိတ်ကျူးလိုက်ပါဆိုတာနဲ့သဘောတရားတူတယ်ဒီအဝတ်လျှော်တဲ့ခါကြောင့်ရှိရင်ကျွန်တော်တို့ကငွေစီလေးထည့်တာဟုတ် အဲ့အမွေးစီလေးတွေကိုတချို့တရားကြိုက်တယ်တချို့တရားမကြိုက်ဘူးနော်အကိုရဲ့ဆိုင်ကအမွေးစီနဲ့အမိကတကယ်ကိုဘယ်လိုပြောမလဲပါလူတော်တော်များများကြိုက်မယ်နဲ့မျိုးလေးလည်းဖြစ်မယ်အဲဆိုလို့ရှိရင်အကျွန်တော်တို့ဒီနည်းစနစ်ကိုတုံးလို့ရတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်ဒေါ်သူဒေါ်လက်ဆောင်ပြပေးတာအဲ့တော့လက်ဆောင်ပေးတဲ့အခါမှာကျွန်တော်တို့လက်ကင်ပွားလို့မျိုးပေါ့ဗျာတပတ်ဆိုရင်လည်းစီးကြည့်တယ်နည်းနည်းတင့်တင့်နဲ့ ကျွန်တော်တို့ budget ထဲမှာဝင်မဲ့ဟာမျိုးကိုဆိုင်မှာရှော့ရှော့ပြီးတော့အဲ့ဒီပိုင်းနေပေါ့နော်အမွေးစီလေးအေးထဲပေါ့နော်တချို့8 bait တယ်ဆိုတော့8ပါ bait ပေါ့အဓိကကိုယ့်ရဲ့ဒီ service quality ကိုပြချင်တာပေါ့အဲ့လိုပုံစံမျိုးလေးနဲ့အဲ့တော့မှဒီအစိတ်လေးကပ်ပေါ့နော် laundry ဖုန်းနံပါတ်လေးနဲ့အဲ့လိုထည့်ပြီးတော့ကျွန်တော်တို့က door to door လက်ဆောင်ဝေးမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အရေးကြီးတဲ့ point ကဘာလဲဆိုလို့ရှိရင် uniform ဝတ်တော်ပြီးတော့လုပ်ရတယ်ဆိုရင်ပါလေ ဆွဲသွားရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့မင်္ဂလာပါအမကြီးကျွန်ကိုကြီးကျွန်တော်တို့ကဒီလန်နဲ့ဗီနီယာလောင်ဒရီလေးပါပေါ့နော်အဲ့ကျွန်တော်တို့ကဆိုင်ပွင့်ပွဲအနေနဲ့အမှတ်တရမိတ်ဆက်ပစ္စည်းလေးလာပေးတာပါဆိုပြီးအဲ့လက်ခံပါလေးကိုပေးလိုက်တချို့နားထောင်နေနေလို့ဆိုရင်လည်း service တွေပါရှင်းပြလိုက်ပေါ့အဲ့မှာမှ pamphlet ပါတွဲဝေခြင်းလည်းရတယ်ဗျာ pamphlet လေးတရွတ်နဲ့အဲ့ဒီကနာလက်ဆောင်လေးနဲ့ပြွတ်တွဲပြီးတော့ဝေလိုက်ပေါ့နော်ကျွန်တော်တို့အဲ့ညမှာအချားအလက်ဆောင်ပေးလို့မရဘူးတော့ပေါ့နော်ထားပါတော့ကျွန်တော်နည်းနည်းပို့တက်တာခင်းချင်းလို့ပါလို့ ဲ့ဒါလည်းကြားတော့ကြားတယ်ဒါပေမဲ့ကျွန်တော်ကဘာလို့ဒီလက်ကင်ပါလို့လို့ပုံစံမျိုးကို recommend ပေးလဲဆိုရှင်ကိုယ့်ရဲ့ service ကိုမြည်စီကြည့်လိုက်ခုနကပြောအမွှေးရနဲ့လေးရောဒီအိတ်ကလေးပိတ်ထားတဲ့ပုံစံလေးရောအော်သူတို့ဆီကကျူလာလို့ရှိဒီလိုလေးရလာမှာသူတို့ရှော့အပ်လိုက်ဒီလိုလေးဖြစ်လာမှာဆိုတော့ reset လေးကိုကျွန်တော်ကပြချင်ပါဘာအဲ့ဒါကြောင့်အဲ့ဒါကို ကျွန်တော်ကအချက်ပြရတကယ်လို့မှကိုက budget ကိုနည်းနည်း save လုပ်ချင်နေဆိုနော်အ pamphlet လေးနဲ့လက်ဆောင်တစ်ခုခုပေါ့ဗျာခုန key chain လိုပဲပြော something ပေါ့အဲ့လိုဟာလေးသွားပြီးပြီး make set တဲ့အနေနဲ့ light weight light chain အားဖြင့်ဒီရက်ကွက်ထဲကသူတွေကတော်တော်များများကျွန်တော်တို့ရဲ့ဆိုင်ကိုတည်သွားလိမ့်မယ်သူတို့သတိတရားလေးရှိနေမယ်ဒုတိယအချက်ကကြတော့ကျွန်တော်တို့ online မှာဆိုလို့ရှိရင်တော့ social influencer တွေတုံးနေပေါ့ဗျာအဲထားပါတော့ကျွန်တော်တို့ social influencer တွေကတစ်ခုခုကိုကြော်ညာလိုက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ influence အားကောင်းရင်ကောင်းတယ်လို့ဒီဇိုင်းကိုပွားကြတယ်စားကြတယ်အားပေးကြတယ်အဲ့လိုမျိုးပဲ offline မှာလည်း local key influencer တွေပေါ့ဆိုတော့ဘာလို့ဒီရပ်ွက်ထဲမှာဒီရပ်ွက်ကိုဘယ်လိုပြောမလဲကွာလွှမ်းမိုးနိုင်မှုအားကောင်းတဲ့သူဘယ်သူရှိလဲကျွန်တော်အဲ့ဒါ like ကြီးဥမာသုံးသုံးဆိုင်ပိုင်ရှင်နဲ့ဖြစ်ရင်ဖြစ်မယ် online ပေါ်မှာလို့ဆယ်လီတော့မဟုတ်ဒါပေမဲ့ရက်ွက်မှာလွှမ်းမိုးနိုင်ဆိုရှိတဲ့လူပေါ့အဲ့လိုလူမျိုးတွေအဲ့လိုအိမ်မျိုးတွေကိုကျွန်တော်တို့က marketing စင်ကျွန်တော်တို့လက်ဆောင်အနေနဲ့ဒါမှမဟုတ်ပေါ့နော်ပေးချင်လို့ပါဆိုပြီးတော့ကျွန်တော်တို့သူတို့ service ပေးတာပေးလိုက်လို့ရှိရင်ကွာဘာပြောဒီ service ကိုအတော့ကြရတယ်ဆိုလို့ရှိရင်အဲသူတို့ကပြောမှာပဲเนาะဟိုကျွန်တော်တို့ online က influencer တွေက online ပေါ်မှာတင်ပြီးတော့ပြောသလိုပဲရက်ွက်แท้ကဒီ influence လုံးနိုင်တဲ့သူတွေကလည်းသူတို့အကြောင်းပေါင်းတင်နိုင်မှာသူတို့ပြောမှာဟဲ့အဲ့ဒီလောင်းသူဆိုင်ကလေငါ့ကိုလက်ဆောင်ပေးလို့ service ပေးလို့ငါအဲ့ကြည့်တာမဆိုးဘူးဟဲ့တော်တော်လေးအတန့်နေပေါ့ထားပါတော့မွေးတယ်အဆိုင်ရှိပြန်သူတို့စီက recommend ရမယ်ကွာအဲ့ဒီဟာဒီ word of mouth marketing လို့ခေါ်တယ်သူတို့ရဲ့အစင်စကားတစင်နာနဲ့ဒီရက်ွက်แท้ကိုပြန်သွားမယ်ပြီးတော့လူတွေကလည်းပို့ပြီးတော့အစင်ကြီးမအော်အေးသူသုံးတဲ့အစင်ကြီးလို့ပြောတယ်ဒါဆိုရင်ငါတို့ငါအဲ့ကြည့်လို့မပေါ့ ဒါဒါမျိုးလေးကျွန်တော်တို့သွားလို့ရတယ်နောက်တော့လုပ်လို့ရတယ်ဆိုတော့ရှိသေးတယ်အဲ့ဒါကြီးတော့ကျွန်တော်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ပြောပြအောင်ပဲဒီကနေ့အဓိကပြောချင်တဲ့ point ကတော့နှစ်ခုတွေပဲပထမတစ်ခုက door to door marketing စင်းမယ်လက်ဆောင်လေးတူပါသွားစင်းနေဒုတိယတစ်ခုကတော့ရက်ခွက်မှာပရမိုနိုင်မှုရှိတဲ့လူတွေကိုစာပစ်လက်ဆောင်ပေးကြည့်ပါဒီနည်းလမ်းလေးတစ်ခုကိုမိတ်ဆွေရဲ့ workshop လုပ်ငန်းမှာတုံးကြည့်မယ်ဆိုလို့ရှိရင်သိတာတဲ့တက်ရောက်မှုလေးတွေရရှိမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါတော့ကျွန်တော်နောက်မြင်တဲ့သူပြန်လာခဲ့ပါဗျာ